အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆက်ရလင်းညွတ်တရားပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးလည်းမလုပ်ပြရလဲကြာပါပြီအဲနည်းနည်းလေးပြင်းနေတာလေးလည်းပါတာပေါ့နော်အဲ့တော့ဒီကျွန်တော်ဒီနေ့ပြပြပေးမှာကြတော့တီပေါက်စီရဲ့ရေတွေဟာဒါပေမဲ့ပြောမယ်ဆိုရင်တော့တီပေါက်စီရဲ့ခြင်းစင်လည်းပြောလို့ရတယ်တီပေါက်စီရဲ့ရေတွေအရောလည်းပြောလို့ရပါတယ်တီကန်ကောင်းစီရဲ့ရေတွေအရောလည်းပြောလို့ရပါတယ် T ဆိုတဲ့သဘောကကြတော့ပါလေဆိုတော့တို့ရှိကိုပတ်စံအစုလိုက်ပြုံးလိုက်ဝင်တာကံကောင်းခြင်းတွေပြုံးလိုက်ဝင်တယ်လို့ပြောလို့ပြောလို့ရပါတယ်အဲ့တော့အကယ်ကိုက ठी ကံမကောင်းဘူးဆိုရင်တော့မကိုရှိကိုငွေအစုလိုက်အပြုတ်လိုက်လေးတွေဝင်လာတတ်တဲ့ဂိမ်းစိုက်စီပါတယ်နော်အဲ့တော့အရင်ဆုံးပေါ့အဲ့လိုဖြစ်လာဖို့အတွက်အရင်ဆုံးလုံးရမယ့်လုပ်ငန်းဆောင်တာတွေအများကြီးရှိပါတယ်ဒါကြောင့်လဲဆိုကိုရှိကိုဒီဝင်လာမစဲတဲတဲတဲဖြစ်ဖို့ရန်အတွက်ကိုကဝေဝင်စေတဲ့လမ်းကြောင်းတွေကိုဖန်တီးပေးထားရပါတယ် ဟိုဆိုတော့ဘာအလုံးမမလို့ပဲနဲ့ဘာကိုင်မမရှိပဲနဲ့တော့ဘလိုင်းကြီးတော့သူကမှတော့ထီတော့ထားလာမပေါ့ဘူးဗျာထီလက်မှတ်မထိုးပဲနဲ့လေထီလာပေါ့မှလည်းမဟုတ်ပြန်ဘူးဟိုအဲ့လိုမျိုးကလည်းရှိပြန်ပါတယ်အဲ့တော့ကြောင့်မလို့ဒီမွေးဝင်စေတဲ့လမ်းကြောင်းကိုဘယ်လိုဖန်တီးရပါလဲဆိုတော့ဒေသနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အိမ်မှာဒီရက်စာဘုရားရှင်ကိုရောမြတ်ကြီးကိုရေကတ်လှူပေးရပါတယ်ကျွန်တော်မှာမွေကြီးပတ်စံတွေကိုရေလို့တုံးတုံးပါတယ်အဲ့ဒီအတုံးတုံးတိုင်းပဲကျွန်တော်တို့အိမ်မှာရှိနေတဲ့ဒီရေအိုးတွေ ောက်ပြီးတော့ရေပူးတွေသူတို့တောက်တဲ့ရေပူးတွေတော့ရေပြည့်နေရမယ်မတောက်တဲ့ရေပူးအခွန်ပလုံတွေတိုင်းထားလို့မရပါဘူးရေကြံတာတွေရှိညာမျိုးတွေထားလို့မရပါဘူးလွတ်ပြေးရပါမယ်နောက်ပြီးတော့မမရဲ့အိမ်မှာရေပိုက်တွေကနေပြီးတော့မှဟိုပြောရမယ်ဆိုရင်တော့ရေပွင့်တာမျိုးတွေရေရှမ်းတာမျိုးတွေအဲ့လိုဖြစ်တဲ့မျိုးဆိုရင်လည်းအဆင်မပြေပါဘူးအဲ့ဒါမျိုးတွေလည်းအရင်ဆုံးဖယ်ရှားပိတ်ပင်ပြီးတော့အကောင်းပြစ်ထားပေးရပါမယ်ပြီးရခါကျတော့လူသားဖျားရှင်ကိုရောမြကြီးကိုရေကြံတက်လို့ပေးရပါမယ်ဒီကာလမှာလည်းပူပြင်းတဲ့ကာလလည်းရောက်ရောက်ရှိနေပါတယ်အဲ့ဒါအပြင်ကိုကျွန်တော်တို့ ရွာနီးရုတ်ချက်အဲကိုယ့်ရဲ့တန်ဝန်းကျင်ပေါ့နော်တန်ဝန်းကျင်တွေမှာရေတံမှုတွေလူပေးတာအေးတွေလူပေးတာမျိုးလူပေးရပါတယ်ပြီးရခါကျတော့ကျွန်တော်တို့ဖျားဆောင်တဲ့ပထိုးတွေကိုသွားပြီးတော့တပြက်စီးလဲပေးတာမျိုးတွေလဲပေးရပါတယ်နောက်ပြီးရခါကျတော့ကျွန်တော်တို့ဒီဖျားဒီဖုံးဦးချောင်းတွေဖျားတွေမှာရှိတဲ့ဂုံလီလို့ခေါ်တဲ့ကျွန်တော်တို့ဒီအိမ်သားတွေကိုသွားရောက်စေကြောတန့်စင်ပေးရပါတယ်ဒါမျိုးတွေကိုမကြမကြဆိုသူတို့လုပ်ပေးရတယ်ကျွန်တော်တို့ဒီကျင့်ဒီနော် ပြီးတော့ခြေပေါက်စီရဲ့ရေရာတမျိုးကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီပေါက်ပေါက်ပါတော့ပေါက်ဆိုကျွန်တော်တို့ဒီဝဲလို့ရပါတယ်ပေါက်ပေါက်ဒီရှိပါတယ်အဲ့ဒီပေါက်ပေါက်ဖြူတွေကိုကျွန်တော်တို့ငွေရောင်ဖလားပေါ့နော်ဖလားဖလားအကြီးအသေးရတယ်ဟိုဖျားအောက်ကမှဖြစ်ရကြောင်းမလို့ချိန်ပေါ့ဗျာအကြီးတော့တော့ပဲဆိုတော့ပြည့်ထရအောင်ပါပေါ့နော်ပုံမှန် size လောက်လေးပေါ့ဗျာအဲ့ပုံမှန် size လောက်လေးတခုတည်းကိုပေါက်ပေါက်စုပ်ကိုထည့်ပါထည့်ပြီးဆိုတော့ရရှိပေါ်တော့မြေကြီးကိုပူစော်ပေးပါလူပြန်ပေးပါ เนาะပြီးရခါကျတော့မိမိမှာဒီကံကောင်းပါစေပပောက်မမြောက်ဖြစ်ပါစေဆိုပြီးတော့ဆုတောင်းပေးပါနောက်ပြီးရခါကျတော့ဒီဒီကံကောင်းစေတဲ့ဂါတာဒီကံကောင်းစေတဲ့ကျင့်စရိတ်တခုကိုလည်းကျွန်တော်ဝင်မြပေးချင်ပါတယ်အဲ့ဂါတာလေးကိုကျွန်တော်ခုရွတ်ပြပါမယ်ဒီဗီဒီယိုဖိုင်ရဲ့အနောက်မှာကျွန်တော်ဒီဓာတ်ပုံလေးနဲ့အဲ့ဒီဂါတာကိုကျွန်တော်ဒီเนาะပုံလေးနဲ့ပေးထားပါမယ်အာကျွန်တော်ဒီဂါတာလေးကို ကျော်ပြပေးပါမယ်နော်နားထောင်ပေးပါဧတတတ်ကံဘိကဝေမမတော်ဝကနံဘိကုနံပထမံတလကံကနတနံယတိတံအိန္ဒတာနောဣဒေနသစ္စာဝဇိနာတထာမိဟောတုတပ္ပတာပြန်ရုပ်ပြပါမယ်နော်ဧတတတ်ကံဘိကဝေမမတော်ဝကနံဘိကုနံပထမံတလကံ ကနတ္တာနဲ့ယတ္တိတံအိန္ဒတာနောအေဒီနာပစ္စဝဇိနာတထာမိဟောတုတပ္ပတာနော်ဒီကာလာလေးကိုကျွန်တော်တို့ရုပ်ဖတ်ပြရမှာပဲပြောရမယ်ဆိုရင်တော့ပတိစိတ်ပေးရပါမယ်ဘုရောဒီတရားရှိလုံးပတိရှိပါတယ်ဒီတရားရှိလုံးပတိနဲ့ပတိစိတ်ပေးရပါတယ်နေ့စဉ်မပြတ်ပေါ့စိတ်ပေးမယ်ဆိုရင်တော့ဒီအစဉ်ပြေချောင်းဝေပါလိမ့်မယ်ပြီးတော့ဒီကာလာရဲ့အနက်ရဲ့အသေးပေကိုကျွန်တော်အနေနဲ့ပြောပြမယ် ကျွန်တော်တို့ဒီမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်မှာပေါ့နော်ဒီစာရေးတံမဲလို့ခေါ်တဲ့ကျွန်တော်မဲလို့ခေါ်တဲ့မဲပေါ့နော်မဲဖောက်ပေးတာအဲ့ကဒီစာရေးတံမဲလို့ခေါ်တဲ့ဒီမဲမဲရည်တက်တဲ့နေရာမှာအမြဲကံကောင်းဆုံးဖြစ်တဲ့ဒီမထေမြတ်တပါးရှိပါတယ်အဲ့ဒီမထေမြတ်တပါးကိုပူဇော်တယ်အဲ့ဒီပူဇော်တဲ့တကြောင်မလို့ကျွန်တော်ဒီလေကံကောင်းခြင်းအစီအမြင်ချင်းဖြစ်ပါစေဆိုပြီးတော့ဒီလိုမျိုးကြီးစုတာ เนาะအတိတ်ပဲပုံစံတော့အကြောင်းမလို့ဒီကာလာကို တရားရှင်လုံးပရိနေနေ့စဉ်မပြတ်စိတ်ပေးပါဟိုเนาะနေ့စဉ်မပြတ်စိတ်ပေးပါဒိဋ္ဌံလည်းဝေးပါကျမဒီ9ရက်တိတိစိတ်ပါမယ်ကျမဒီ9ရက်တိတိစိတ်ပါမယ်ကျမဒီဒီ28ရက်တိတိစိတ်ပါမယ်ဆိုတော့ပြောရက်ရှိရက်ရှိရက်ရှိစိတ်ပေးပါပေါ့เนาะနေ့စဉ်နဲ့ထုံသွားတာလည်းမြောင်မိမိပါဒီကံကောင်းခြင်းတွေကံပြည့်စုံခြင်းတွေအမြောက်များတိုးပွားလာလိမ့်ပါမယ်အစီအမေချုံးမွေလာလိမ့်ပါမယ် ကံကောင်းမှုတွေကိုထွေးပိုက်နိုင်ပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အားလုံးပဲထိပေါက်ပါစေထိခဲ့တော့ငွေကြေးတွေဒနာချမ်းသာတွေအလုစုလိုက်ပြုံလိုက်ဝင်ချင်းဝင်ကိန်းဖြစ်ပါစေကျွန်တော်အနေနဲ့ဆုမတောင်းပေးလိုက်ရပါတယ်အားလုံးပဲကောင်းတော့နေလေးဖြစ်ကြပါစေ